မိုက်ဆန်နေတော့သူကစိတ်မှသူကစိတ်ကောင်းရှိတယ်ဗျာဟိုတော်တော်တော့လည်းဟိုကျွန်တော်တသားသမီးတခုနေနေကောင်းနေမကောင်းဖြစ်ရင်မောင်လေးမိုးဆက်မိုးဆက်ကြည့်ငါမောင်လေးတခုခုဖြစ်ရင်ငွေကြီးလုံးအောင်ပြောတော့ဆိုသူအများနဲ့ကျွန်တော်အလိုဖုံးဆက်ပြီးပြောတယ်ဆုံးသွားတော့အလိုဂီတကျေပွင့်နေအများကြီးပဲလေအဓိကတော့သူတို့ရဲ့အမှုပညာကိုကျွန်တော်တို့ကဟိုပိုတဟိုးထားဖို့ပေါ့ဗျာပြောကြရင်ဆုံးသွားပြီတူတချင်းနေအလိုမလုံဆောင်နေပါဗျာတကယ်လို့အခုလုံချင်နေဆိုလဲအဲသူမိသားစုကြည့်ပေါ့ဒါပဲရှိပါဒါပဲရှိတာအဲ့ဒါကျွန်တော်အဲ့ဒါလေးပဲအဓိကပြောချင်တယ် ိုးချောင်းဆုံးတော့ကျွန်တော်တေးကြတော့မသိရဘူးပေါ့နော်ကျွန်တော်လည်းဖုန်းမဆက်ရသေးဖုန်းဆက်ဖို့တော့ကျွန်တော်အားနာတယ်မဆန်တီကိုကျွန်တော်ကအားနာတယ်ဒီလိုဒီလိုဒီချိန်မှာအရန်ခံစားနေရမှာလေကြံခဲ့တဲ့သူ့သားလေးဘိုနိုဆိုပို့တော့ဘိုနိုဆိုဘလို့နားလဲအောင်လည်းမသိဘူးလေဘိုနိုဆိုသူဘလို့ဘလို့ဘလို့ပြောလဲမဆန်တီရအာအဲ့လိုကျွန်တော်တို့တိုင်းပြည်ကဟိုတပူပေါ်နပူစင်ဖြစ်နေဒီနေ့တည်းမှာဆိုဆုံးသွားတဲ့အမှုပညာသမားတွေအများကြီး ရာသီအဓိကရာသီဥတ္တအပူကိုလည်းပါရင်ပါလိမ့်မယ်ဗျ။ဟောဆိုတော့ဒီချိန်မှာရာသီဥတ္တအပူတဲ့ခါကျတော့လေတောင်းတန်ရုံအရင်ကျမကြီးအခံမကောင်းရှိတဲ့သူတွေကလည်းအနည်းငယ်များတော့ထိခိုက်ကြမှာပဲဟုတ်ကဲ့။ကျွန်တော်တော်ဘူးလက်ရှိအာသီတအားရောင်။အာသီရောင်အာသီရောင်တခြားတခြားဟောလို့ကဂျရင်းကိုချောက်လို့မရအောင်။မဆန်ကြီးမိုင်းဆန်ကြီးနေနဲ့အဲဒါကိုယ့်ရဲ့အနောင်ဦးစီးတယောက်ဆုံးသွားတဲ့အချိန်မှာလက်မောင်းတစ်ဖက်ပြုတ်တယ်လို့ခံစားရတာပဲ။အဲအခုလို့အခု ဥဉ္ဇင်းကြီးမရှိတဲ့ခါကျတော့ဟိုသူ့ဝိုင်းပြီးတော့ကျွန်တော်တို့ဒီဂီတအတန်းဝင်ပို့ပြီးတော့ကျူးဆက်ပြန်ပေါ့နော်အဓိကအထူးသဖြင့်သူ့သားလေးပေါ့မိုက်ဆန်နေတော့သူကစိတ်မှာသူကစိတ်ကောင်းရှိတယ်ဗျာဟိုတော်တော်တော့လည်းဟိုကျွန်တော်တာသားသမီးတခုနေနေကောင်းနေမကောင်းဖြစ်ရင်မောင်လေးမိုးဆက်မိုးဆက်ကြည့်ငါမောင်လေးတခုခုဖြစ်ရင်ငွေကြေးလုံးအောင်ပြောတော့ဆိုသူအများနဲ့ကျွန်တော်အလိုဖုန်းဆက်ပြီးပြောတယ်အဲအဲ့လိုဘောလုံးစာစာရန်ပြည်တယ်နဲ့လည်းကျွန်တော်ပြောတယ်ဆုံးသွားတော့အဲ့လိုဂီတကျေပွင့်နေအများကြီးပဲလေ အဲသူမိသားစုကုမိသားစုကိုလည်းအောက်လောက်ခက်ခဲတော့ရှိကြတာပဲအဓိကကတော့သူတို့ရဲ့အမှုပညာကိုကျွန်တော်တို့ကဟိုပိုတန်ဖိုးထားဖို့ပေါ့ဗျာတော့ကြာဆုံးသွားပြီသူတို့တချင်းနေလို့မလုဆောင်နေပေါ့ဗျာတကယ်လို့အခုလုချင်နေဆိုလဲအဲသူမိသားစုကြည်ပေါ့ဒါပဲရှိပါဒါပဲရှိတာပဲအဲ့ဒါကျွန်တော်အဲ့ဒါလေးပဲအဓိကပြောချင်တယ်အစုံမော်လည်းခဏခဏလို့ကျွန်တော်အရင်က pride ပွဲသွားတဲ့အခါတွေရောအပြင် show တွေမှာတစ်ခါကျရင်သူ့အိမ်သွက်လဲတဲ့အခါကျရင်တွေ့ပါတယ်ကျွန်တော်တို့လည်းပေါ့ ့ဘုံတော့အရင်တော့တတိလေးခုတအားထွက်လာတော့ကျွန်တော်တို့သူ့မနိုင်တော့ပွေကြီးတော်တော်လေးကိုအရင်ထွက်လာတော့ချစ်စရာလည်းကောင်းတယ်ခါကျဟိုတော်တော့အဲသူ့အဖေအိတ်ရောက်သူ့ဘာလဲတန့်ရှင်ပြေးနေအာအရင်ချစ်ဖို့ကောင်းတယ်အဲချစ်စရာကြီးရကောင်းပါအဲသူ့သူ့ဘလို့ခံစားအောင်လဲမသိဘူးသူ့ခံစားမှုဆိုသိလားအဲ့လိုဟုတ်တယ်ကဘလို့စကားနဲ့သူ့ပြောအောင်လဲမသိဘူးမက်ဆန်တွေကတကယ်ပါ ဟုတ်လားမဆန်ကြီးအရန်စစ်ကောင်းရှိတယ်ဗျာသူအရန်ကူကြီးတက်တယ်လေအဲ့တော့ဗျာကျွန်တော်ဆိုဟာလဲဟိုလူမျိုးခေတ်တော့မှာပါလို့ပါတော့အလွမ်းကော်ဖီအဲကျွန်တော်တို့လည်းအရင်တော့ဟိုဟာမိတာဟုတ်အဲ့လိုကက်ဆက်ကက်ဆက်ခွေဖြန့်ပြီးတော့လက်ဖေးဆိုင်မှာထိုင်နေခေကောင်းကောင်းမိခဲ့ဆိုတော့အဲအလွမ်းကော်ဖီကတော့ဒါကျွန်တော်တို့ကအမှတ်တရပေါ့ပလက်ပေါင်းရှုတို့ပလက်အလွမ်းကော်ဖီတို့အများကြီးပါပဲအဲတကယ်လေကျွန်တော်တို့ဟိုကလေးပေါင်းတော့သူ့တချင်းနဲ့ပဲကျွန်တော်ကြီးခဲ့တဲ့ခါကျတော့ ဟိုအနုပညာဓမ္မတယောက်ကိုလူလိုက်ပြောတဲ့စကားတခုပါဗျဆုံးသွားတဲ့အခါကျမှဟာနှမျောလိုက်တာအနုပညာချေချေသွားပြီဗာညာအဲ့လိုပြောတဲ့အခါကျရှိတဲ့အချိန်မှာတန်ဖိုးထားစေချင်တယ်ဒါပဲရှိတဲ့အချိန်မှာဘယ်လိုပေါ့ရှိတဲ့အချိန်မှာဒီအစရောတယောက်ပွဲသိဆူရလားမဆူရလားသူ့မိသားစုဘယ်လိုလဲပတ်တယ်လေအဲ့ဒီအချိန်မှာသူ့ကိုတန်ဖိုးထားပြီးတော့ခဲလို့ပေးဖို့ကောင်းတယ်ဗျဆုံးသွားပြီမှလေအဲ့လိုဆုံးသွားပြီးတဲ့အခါမှခုတဲ့ပတ်စံထက်အဲအစရောကြီးတယောက်ဒီအချိန်မှာ အစိုးရရှိတဲ့တချစ်တင်ရရှိတဲ့နာမည်ကြီးတချင်းဆိုတော့နာမည်ကြီးအစိုးရကြီးတွေအချိန်မှာတို့ခက်ခဲနေမိသားစုရှိတော့တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကပြန်လဲပြီးတော့လေပေါ်ထုတ်ပြီးတော့လေအမ်မီဒီယာကနေတစ်စင်ပေါ့တခြားဒီပွဲလုပ်တဲ့ contract တွေရောဒီဘာမှပွဲလုပ်တဲ့သူတွေရောတင်မြုပ်နေတဲ့အစိုးရကြီးတို့ပြန်ဆုံးသားမှနောင်သားရတာမဟုတ်ဘဲနဲ့မဆုံးခင်မှာငါတို့ဒီတော့လောက်ကတော့မှဘာသူအဆင်မပြေဘူးလေငါတို့တုတ်ဆောင်တော့ကတော့ဘာသူအဆင်မပြေဘူးလေသူတို့သွားပြီးတော့တမင်တကာ ဇက်ကားဇက်ကားဆိုဇက်ကားခေါ်ရိုက်မယ်အဲအဲတချင်းဆိုဝမ်းမဲ့ဆိုတော့ဆိုတော့တချင်းခေါ်ဆိုပေးမယ်ဆိုရင်ပို့ဘူးတော့ဒါချစ်စရာကောင်းတယ်ပို့ဘူးတော့ကျွန်တော်တို့ဟိုဖြည့်စေလို့ရတာပေါ့ဗျာဟုတ်ရမလားကျွန်တော်အဲ့ဒါလေးအဓိကအဲ့ဒါပြောချင်တာစုံသွားပြီးမှတံပိုးဖြတ်လို့မရဘူးဘာညာစကလုံးတစ်လုံးကလူတိုင်းရေးတတ်တယ်ဗျာသူစုံရှုံသွားတယ်လို့ကျွန်တော်ကခံယူချက်ပြောမှဆိုရင်တော့သူစုံရှုံတယ်လို့မခံစားရအောင်ကျွန်တော်ကဘယ်လိုလဲဆိုတော့သူဒီ ပုံစံတစ်ခုနဲ့ပြောင်းမှုတော့ဒီစက်ကြဝဠာထဲမှာရှိနေသေးတယ်။အဲသူဒါကျေကျွေတာမဟုတ်ဗျာသူပြန်တက်သွားတာ။အဲကျွန်တော်တော့အဲ့လိုကိုကိုကိုဟိုခောက်တယ်လို့ပဲပြောဘာပဲပြောကျွန်တော်အဲ့လိုအမြဲတမ်းခံရကိုကိုအနုပညာတရားဆုံးဆုံးသွားတယ်။ကျွေလွင့်သွားတယ်လို့မခံစားအောင်။သူတို့ဒီ body တစ်ခုပုံစံတစ်ခုခန္ဓာတစ်ခုချင်းပြီးတော့တနေရာရောက်သွားတယ်။အဲ့မှာရှိနေသေးတယ်။သူ့ဝိညာဉ်ကြီးပျောက်သွားတာမဟုတ်ဘူး။ ူးဝိညာဉ်ရရှိနေတယ်။တူးဝိညာဉ်ပုံစံတစ်မျိုးနဲ့ရှိနေတယ်ရတယ်။ကျွန်တော်ဒီဆက်ကြောက်တော့တော့မှရှိနေတယ်။အဲ့တဲ့ဥကြီးကြီးကကျွန်တော်ဆုံးကြောက်တော့ကျွန်တော်မခံစားရအောင်။ကျွန်တော်ရင်ထဲမှာသူ့တချင်းနေအဲသူ့အကောင့်ကျွန်တော်နဲ့ line ပေါ်မှာအမြဲတမ်းတွေ့နေရတာ။သူရှိနေလို့ပဲလို့ခံစားရတယ်။အဲ့လိုကျွန်တော်ဒီအချိန်ထိပါပဲကျွန်တော်အရင်လေးစားတဲ့အမှုပညာရှင်တွေအကုန်လုံးရင်ထဲမှာအဲ့လိုပဲကျွန်တော်အမြဲတမ်းကျွန်တော်ခံစားရတာ။တကယ်လည်းအဲ့လိုပဲလေ။ဟုတ်ကဲ့။သူတို့ရဲ့လက်ရှိဆက်ကြောက်ပိုင်းထဲမှာရှိနေပုံစံတစ်မျိုးနဲ့ရှိနေတာ။ဆုံးရှုံးတော့တော့မဟုတ်ဘူး။